ဒီနေ့ငါးနဲ့စာချုပ်ချုပ်ဖို့သဘောတူညီလိုက်ပြီလို့ဒတင်းတွေထွက်ပေါ်နေတဲ့အာနိုလီဗာပူးတဲ့အင်္ဂလန်ကြားနောက်ခံကစားသမား Trent Alexander Arnold ကလူကြီးကမှ Real Madrid အသင်းစီကိုပြောင်းရွှေ့ဖို့အတွက်မနေ့တက်တန်းရှိတဲ့စာချုပ်တရချုပ်ဆိုသွားဖို့အတွက်ပါသဘောတူညီလိုက်ပြီလို့ Sky Sports Switzerland ကဒတင်းနောက်တာဘိုလီယာရီရဲ့ပေါ်ပြခဲ့ပါတယ်လီဗာပူးလုံငယ်အကယ်ဒမီကနေပေါ်ထွက်လာခဲ့ပြီးလီဗာပူးအတွက်အဓိကကစားသမားတစ်ဦးထိပါဖြစ်လာခဲ့တဲ့ Arnold ဟာဒီပေါ်လုံးရည်အကုန်မှာပဲလီဗာပူးနဲ့ချုပ်ဆိုထားတဲ့စာချုပ်တက်တန်းကကုံဆုံးတော့မှာဖြစ်ပြီးအတင်းနဲ့စာချုပ်တက်တန်းတိုးမြင့်မှုထက် အတင်းကနေလွတ်နဲ့ထွက်ခွာသွားဖို့သာချင်းနီများနေတယ်လို့သိရပါတယ်ဒီလိုချင်းနီမျိုးရှိနေတဲ့အာလုံးဟာဥရောပအင်အားကြီးကလပ်အတင်းရီယယ်မက်ထီအတင်းနဲ့လည်းပြောင်းရွှေ့သတင်းတွေဇက်တိုက်ထွက်ပေါ်လို့နေပြီးဒီရက်ကလည်းအတင်းရဲ့ညာချမ်းခံစစ်နေရာအတွက်အာနုလိုကဘာဆင့်ကစားသမားတဦးကိုအတင်းစီတေချာပေါက်အရခေါ်ယူသွားဖို့ရှိနေပါတယ်တာဗိုရီယာရီကဖော်ပြချက်ထဲမှာအာနုကရီယယ်အတင်းမှာတပတ်လောက်ခအဖြစ်ပေါင်3000လေးတောင်းအထိရရှိနိုင်လိမ့်မယ်လို့လည်းသိရပါတယ်ဒါပြင်အာနုဟာသူ့အတင်းတင်မှာတနည်းလောက်ခအဖြစ်ပေါင်စနစ်တသမာ5တန်းအထိရရှိမှာဖြစ်လို့လီဗာပူးမှာတဲ့3တသမာ4တန်းအထိပါပိုရရှိမှာလည်းဖြစ်ပါတယ် နောက်ပြီးရီယမထွေဘက်ကနေအာနုအတွက်လက်မှတ်ထိုးခြေကိုလည်းပေးချေသွားမှာဖြစ်ပြီးဒီလက်မှတ်ထိုးခြေကလည်းတင်းတင်းနဲ့ပြောင်းရွှေ့ခြင်းနဲ့ပါညီမျှနေနိုင်မယ်လို့တာဘိုလီယာရီကဖော်ပြခဲ့ပါတယ်ရီကအာနုကိုခေါ်ယူပြီးရင်တောင်မှခန်းစီပိုင်းတွင်နောက်ထပ်အားဖြည့်မှုအဖြစ်ဘုံမောင်တင်ကစပိန်နောက်ကန်ကလောမားလေးဒင်းဟောက်ဆန်ကိုပါထပ်မံခေါ်ယူသွားဖို့ရှိနေပြီးဒီကလောမားလေးရဲ့စာချုပ်ဖြတ်သိမ်းခြင်းအတိုင်းနဲ့ကံလန်းသွားဖို့စီစဉ်နေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်ဒီမှာကျွန်တော်တို့ကတော့အမှားကိုချေပြတ်ပြီး